အာကင်ဆာရောဘာလို့လဲဖြစ်မှာလဲဆိုတော့ဆိုးရဆိုးရနေတာပေါ့နော်။သူကလည်းအလင်းအမြန်စေကူတာဖို့ခံယူဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ production အာမခံ claim တင်ရဆိုရင်လိုအပ်တဲ့ credit letter ကိုနိုင်ပိုင်းအတွင်းမှာထုတ်ပေးနိုင်ခဲ့ပါတယ်။အခုလိုမျိုးပဲနောက်လာမဲ့ customer တွေကိုလည်းကျွန်တော်အနေနဲ့အကောင်းဆုံးဝန်ဆောင်မှုပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်နာမည်မေခန့်ကိုပါအသက်က23နဲ့ corporate ကုမ္ပဏီတခုမှပဲ executive ရာထူးနဲ့လုပ်ကိုင်နေပါတယ်။ကျွန်မရဲ့ပြဿနာစဖြစ်တာကကျတော့ကျွန်တော်ကိုယ်တိုင်သတိမထားမိလိုက်တဲ့အချိန်ပေါ့ဗောနော်။အဲကျွန်တော်မနေ့အရာနိုးလာတော့ Jabal Lab ရဲ့လက်ဖွားအလဲတက်တယ်မှာကျွန်တော်အလုံးတစ်လုံးတွေ့ရပေါ့နော်။ size ကတော့အရင်မကြည့်ဘူး။အရင်လည်းမသေးဘူးဗောနော်။ဒါပေမဲ့ဟိုသတိထားမိလောက်တဲ့အရွယ်စားလောက်တော့ကျွန်တော်ဖုန်ရတော့တွေ့ရပေါ့နော်။ကျင်နေရမျိုးတော့ရှိရပေါ့နော်။အဲကျွန်တော်ပစ္စည်းပိုင်းညာသိစုပ်ကိုင်လို့မရမျိုးလည်းဖြစ်တယ်ဆိုတော့တိတိချင်းကတော့ကျွန်တော်ယုံသွားနေရဆိုတော့ကျွန်တော်ယုံတော့သွားလိုက်တယ်။ဒါဖြစ်နေဆိုကျွန်တော်လုံးမှလည်းတိတ်ပြီးတော့အရင်တော့မရဘူးဗောနော်။အဲနဲ့ကျွန်တော်ပဲချက်ခွင့်ယူပြီးတော့ပဲကျွန်တော်စေးရုံ ံကိုထမ်းသွားခဲ့တယ်ပေါ့နော်ဒီဟာမျိုးကြတော့ဟို x-ray တို့ ultrasound တို့ရိုက်ပြီးတော့မှပဲအာဘာဖြစ်တယ်ဆိုတော့တိတိကျကျပြောလို့ရမှာပေါ့နော်။အဲဒါလည်းကျွန်တော်ဆရာဝန်ပြောတဲ့အတိုင်းပဲအာလိုအပ်တာလေးတော့လုပ်ခဲ့တယ်။အဲဒီ reset တွေရလာတော့မှပဲအဲကျွန်တော်ဆရာဝန်နဲ့ပြန်တိုင်ပင်ဆွေးနွေးလိုက်တော့ဆရာဝန်ကတော့ဖြစ်နိုင်ကြတာနှမျိုးရှိရပေါ့နော်။အာယုံရောဂါအလုံးလားသို့မဟုတ်လို့ရှိရင်အကျိတ်လားပေါ့နော်။ခွဲကြည့်မှပဲသိမယ်ပေါ့။တနေ့ကစားမှာဖုန်းဆက်လာတယ်ပေါ့နော်။ cashless claim service နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှိ request တက်လာတယ်ပေါ့အာဆရာဝန်နဲ့ကတော့ဒီလိုဒီလိုတော့ပြောတာပြီးပြီအာကျွန်တော်ကဒီနေ့မှတော့ခွဲရမယ်ပေါ့နော်ကျွန်တော်ဗေဆေးရုံမှာခွဲခြင်းတယ်ဆိုတာမျိုးသူ့တစ်ချက်ပြောလိုက်တော့ကျွန်တော်အနေနဲ့က तू ကလည်းအလင်းအမြန်စိတ်ကူးသားဖို့ခံယူဖို့လိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့လိုအပ်တဲ့စိတ်မှတ်တမ်းတွေ document တွေကိုတောင်းပြီးတော့မှကျွန်တော် prudential အမခန်ရဲ့ claim department နဲ့ချိတ်ဆက်ပြီးတော့မှဆောင်ရွက်ပေးခဲ့ပါတယ်ဆရာဝန်ကအချိန်လိုပြောတဲ့အချိန်မှာတော့ cancer ရောဘာလို့လဲဖြစ်မှာလဲကျွန်တော်ဆိုးရဆိုးရင်တာပေါ့နော်အဲဆရာဝန်ကကြောက်တာလည်းခွဲပြီးတော့ ော့ biopsy ယူပြီးတော့မှပဲကင်ဆာအကျိလား tumor ရှင်တဲ့ကင်ဆာမရှိဘဲနဲ့ယူယူအကျိလားကိုယ်ကိုယ်ပြပြသိရမှာပေါ့ 2024နှစ်အတွင်းမှာကျွန်တော်လိုချင်တဲ့ဒိတ်မှာဆေးရုံတက်လို့ရပြီဆိုတဲ့ဟာမျိုးကို prudential ဘက်ကပြင်ပြီးအကြောင်းကြားလာတယ်ပေါ့နော်ကျမတို့ prudential အာမခံ claim တင်ရဆိုရင် customer တယောက်စီကနေ cashless request တစ်ခုရရှိခဲ့ပါတယ် customer ပေးတဲ့စီမှတ်တမ်းတွေကလည်းမှန်ကန်ပြည့်စုံတယ် prudential အာမခံရဲ့ terms and condition တွေနဲ့လည်းကိုက်ညီတဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့ credit letter ကိုနိုင်ပိုင်းအတွင်းမှာထုတ်ပေးနိုင်ခဲ့ပါတယ်သက်ဆိုင်ရာဆေးရုံမှာလည်းဈေးကူတမှုခံယူနိုင်အောင်လို့ကြိုတင်ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်အဓိကကျတော့ကျွန်တော်ဆေးရုံတက်ဖို့အတွက်လက်မှတ်ထိုးတယ်အာပြီးတော့ခွဲစိတ်တဲ့ process ကြီးအကုန်ပြီး းသွားတော့ကျွန်တော်စီရင်စင်ဖို့အတွက်လည်းကျွန်တော်လက်မှတ်ထိုးပြီးတော့ပဲလည်းကူကူပဲပြီးသွားတာပါ customer အနေနဲ့စိတ်ကူးသားမှုကိုမြန်မြန်ဆန်ဆန်ပေးသွားတဲ့အပေါ်မှာကျွန်တော်အနေနဲ့ဝန်တမ်းပြီးဖြစ်ရပါတယ်အခုလိုမျိုးပဲနောက်လာမဲ့ customer တွေကိုလည်း ကျွန်တော်အနေနဲ့အကောင်းဆုံးဝန်ဆောင်မှုပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်တုန်းကဒီဟာမလိုဘူးလို့လည်းထင်ခဲ့မိရေပေါ့နော်အဲဒီကနေ့ကျွန်တော်ဝယ်လဲဝယ်ထားတယ်ဒီလိုမျိုးလဲကြုံတွေ့ပါတဲ့အချိန်ကျတော့ဒီဟာကျွန်တော်တို့အထောက်အကူတော်တော်ဖြစ်တယ်ဆိုတော့လည်းကျွန်တော်သိလဲရတယ်ဟိုကျွန်တော်တို့ဆွေးနွေးမှုတွေကလည်းကျမရဲ့အတွက်ပဲအာရုံစိုက်စရာလိုတော့တယ်ဒီ financial အရာကကျတော့တစ်စိတ်တစ်ပိုင်းလောက်ကစိတ်ပူကြမလို့လို့ဆိုတဲ့ဟာလည်းကျွန်တော်သိလဲရတော့ဟိုတော်တော်လေးအဆင်ပြေရေပေါ့နော်အားကြောင့်မလို့ဒီဟာဝယ်ဖို့အတွက်စဉ်းစားနေတဲ့လူတွေရှိလို့ရှင်လဲအဲကျွန်တော်ကြံပေးချင်တာကျတော့ဟာ invest လုပ်ဖို့အတွက်ပေါ့နော်အဲဒီဟာကိုမရလိုက်လို့ရှိ ှင်ဆုံးရှုံးသွားမယ်ဆိုတဲ့ဟာထက်အဲကျွန်တော်ဖြစ်လာခဲ့လို့ရှိရင်အဲဘယ်လိုမျိုးကိုယ်အတွက်အကျိုးမြတ်ရမလဲဆိုတာမျိုးတွေးပြီးတော့ invest လုပ်ဖို့တော်တော်အချိန်ပေးချင်ပါတယ်ဗျာ